်ယေရှုရလို့ချမ်းသာသွားတာမဟုတ်ဘူးယေရှုရလို့မချမ်းသာဘူးယေရှုရရင်အသက်ရတယ်ပြောယေရှုရရင်ချမ်းသာမယ်လို့ပြောရင်တရားရကြတော့မှားတယ်ယေရှုကိုရရင်ချမ်းသာမယ်လို့ပြောတဲ့တရားဟောချက်ဒီတရားရကြတော့မှားတယ် ယေရှုရဲ့နိဥပဒေတကိုရရင်အယံကျွယ်ဝတယ်။နာထမနိခာနဲ့အဲ့ဒါနိဥပဒေတယေရှုရပြဆင်းရဲတဲ့ဖွဲ့တရားဘာဘာမသိယူလို့လဲ။ငပိနေ။ငပိ။ဘာလို့မကျွယ်ဝလဲ။နိဥပဒေတဝင်လေးပန်းတော့ငါငါငါထန်တော့လား။ငါချမ်းသာပေးမယ်။ ချမ်းသာဆိုတာတဲ့စိတ်ချမ်းသာတာပြောတာပါဆိုတဲ့ revelation မရှိတဲ့ဖွဲ့တွေရှိသေးတယ်ချမ်းသာဆိုတာအင်္ဂလိပ်လို rest ယေရှုရရင်ချမ်းသာမယ်ဆိုတာကတဲ့တရားရခိုင်တော့မားတယ်မားတယ်ပေါ့နော်သူပြောသွားတယ်ဒါမဲ့ तू တွင်တင်နေတဲ့အရာ तू focus ထားပြီးတော့တို့တွေ focus ထားပြီးတော့တွင်တင်နေတဲ့အရာတွေကိုကြည့်ချင်းအားဖြင့်ယေရှုကိုရတဲ့အချိန်မှာဘာ benefit တွေရမယ်ဆိုတဲ့အရာတွေကို ယေရှုရတာကေဒင်ချင်းဖျားသားဖျားသားသမီးဆိုပြီးတော့ဘာဖြစ်လို့ဆင်းရဲနေရတာလဲကာကျွေးနဲ့အိမ်ကျွေးနဲ့ဘာဖြစ်လို့နေနေရတာလဲဘာဖြစ်လို့ဖျားနာနေရတာလဲပါညာအဲ့ဒါတွေကိုအဲ့လိုမျိုးတရားဟောချက်တွေကိုကြည်ချင်းအဖြစ်နော်သူခုနပြောသွားတဲ့ဟာတကယ်မှန်မှန်မှန်ကိုတိရလိမ့်မယ်နော်သူကိုယ်တိုင်တော်မှတိကောင်းတိမှာပေါ့နော်ယေရှုရမှချမ်းသာတာမဟုတ်မဟုတ်ဘူးတဲ့အဲ့ဒီယေရှုရဲ့နင်းဥပဒေတာတွေကိုတိမှသာချမ်းသာမယ်တဲ့အတူတူပဲအဲ့ဒါကနော်ယေရှုရရင်နော် ယေရှုတွင်တင်ချင်းတွေဒါတွေဒါတွေနော်ယူလာပြီးတော့အဲ့ချင်းအဖြစ်နော်ကျွန်တော်တို့ကချမ်းသာမယ်ဆိုတာယေရှုအသုံးပြုတာပဲနော်အတူတူပဲနော်ယေရှုရဲ့ဥပရိသတွေဆိုတဲ့နေရာမှာသူပါပြောတယ်လည်းတည်လာအဲ့ဒီနူးနီးနီးဥပရိသတွေကဂျမ်ပိုက်ကိုဘလို့အလွဲသုံးပြီးတော့သူ context နဲ့မဖတ်ပဲနဲ့လူတွေနားရရနေရဲ့နားကိုအနာအရာပြင်အောင်ပေါ့နားအရာပြင်အောင်ဘလို့ကုတ်ပေးရနီးပေါ့နော်ဂျမ်ပိုက်ကိုသူ context နဲ့မဖတ်ပဲနဲ့ ို church history မှာအာဒါမှမဟုတ်ယင်အာ Korean Korean တော်တန် history မှာဒီကျမ်းပိုက်ကိုဘယ်လိုတုံးလာကြတလဲဆိုတာတွေကိုလည်းခူးမဆိုင်တော့ဘူးเนาะခုက native ပေါ့เนาะတရှိနောဝင်းကြီးတော့ခုလုံးလုံးနေပြီပေါ့เนาะအဟောင်းတွေအဟောင်းတွေပဲပါညာဆိုတော့ revelation တစ်တွေပေါ့เนาะဆိုတော့အဲ့ဓာတွေကိုအာကိုင်းနေအဲ့ဓာတွေရဲ့အောက်မှာအဲ့ဒီ council တွေရဲ့အောက်မှာဒီဗာလဲကျမ်းပိုက်တွေကိုအလွယ်လွယ်တွေတုံးပြီးတော့သူ context လည်းမဖတ်ဘူးခူးမဆိုင်ဘူးเนาะ uh, descriptive text prescriptive text တွေနော် nuance တွေ clue မစိုက်တော့ဘူးနော်ဘယ်လိုသုံးပြမရမယ်ဆိုရတာတွေကိုလည်း clue မစိုက်တော့ဘူးနော်သူတို့ဖတ်တယ်ဟာကြိုက်တယ်ဒါစံစာနဲ့သူတို့ရဲ့ယုံကြည်ခြင်းနဲ့ကြိုက်တယ်ဒီစံစာတွေလို့ပြောတယ်ဒါတော့ပဲဒီ nuance တွေကို meaning nuance တွေနော်အဲ့ဒါတွေ context တွေ clue မစိုက်တော့ဘူးနော်သူ context နဲ့မဖတ်ပဲနဲ့လူတွေအာနဝင်ချုံဘလို့ပြောပြရမလဲเนาะသူတို့ယုံကြည်နေတဲ့အရာတွေနဲ့เนาะ seven mountain mandate theology နဲ့ light on ာဒီ jump bike ကိုဘယ်လို twist လုပ်ရမလဲအဲရစင်ရပြီပေါ့နော်အဲ့ဒီနီးဥပဒေတွေကိုပြောနေတာနော်ဘာဥပဒေတစစစစန်အစစစစန်ဒရုဆရာတွေမှဖရာခင်ဒီ church history မှာနော်ဒီဒီခရိယန်ရဲ့ခရိယန်တမိုင်းမှာအခုအသစ်စန်စန်ဒရုကိုဖရာခင်ကဒရုအဖွဲ့တွေအသစ်စန်စန်ဖရာခင် revelation တွေဘာနီးဥပဒေတွေပေးနေတယ်လို့မထင်ကြနဲ့နော်တကယ်တော့မဟုတ်ဘူးဒါသူပြောနေတဲ့နီးဥပဒေကဘာလဲ jump fight ကိုခုနပြောသလိုပေါ့သူ context နဲ့မဖတ်ပဲနဲ့ရားနေနေနာအရာပြေအောင်ကိုပေးဖို့အဲ့ဒါတွေကိုပြောနေတာပြီးတော့သူပြောတယ်ချမ်းသာဆိုတာကတဲ့ကျန်းစာထဲမှာတဲ့ဒီစိတ်ချမ်းသာခြင်းနှလုံးချမ်းသာခြင်းတာတွေကိုပြောနေတာပါလို့သူများတွေပြောကြတယ်မဟုတ်ဘူးတဲ့ချမ်းသာလို့ကျန်းစာထဲမှာပြောတဲ့အရာကတဲ့ rest အင်္ဂလိပ်လို rest လို့ပြောတယ်သူဟာနဲ့သူအဲ့ဒါ critique တူပြန်လုပ်တာဟုတ်တယ် rest ငြိမ်သက်ချမ်းချမ်းသာကိုပြောနေတာเนาะကျွန်တော်တို့ကပါလေကျွန်တော်တို့ soul က restless မဟုတ်တော့ဘူး နော်ဟာဟိုအရာပဲဒီအရာပဲလိုက်နေပြီးတော့နော်ဘယ်မှာလဲဟိုငိန်တက်ချင်းဘယ်မှာလဲဝမ်းမြောက်ချင်းတာလေးပဲရှာနေပြီးတော့နော်ကျွန်တော်တို့လူလောက်ကမှာကျွန်တော်တို့ကပင်ပင်ပန်းပန်းစိမ့်ပင်ပန်းပန်းနဲ့ဝိညာဉ်ပင်ပင်ပန်းပန်းနဲ့ဟာနော်မနေရတော့ဘူးကျွန်တော်တို့တွေကယေရှုရဲ့ကယ်တင်ခြင်းပေးခြင်းအပြည့်တန်ရှင်တော်ဝိညာဉ်တော်လာကင်းဝတ်ခြင်းအပြည့်ကျွန်တော်တို့ကငင်တက်ချင်းချမ်းသာရပြီနော်ကျွန်တော်ပါပဲလာလာလောကရဲ့ပူပန်ခြင်းမဲ့လာလာဘလောက်ပဲလာလာနော်ကျွန်တော်တို့ကဘယ်လိုလဲ restless မဟုတ်တော့ဘူး နော်လုံးဝမငြိမ်သက်နိုင်ပဲနဲ့လုံးဝမဝမ်းမြောက်နိုင်ပဲနဲ့သူများတို့လောကလူတွေလို့နော်ခဏနေပတ်စံရှိမှပျော်ရှင်ချင်းရမှသူတို့ကပျော်နေပြီးတော့ခဏနေကြမိနစ်တစ်စက္ကန့်လောက်မှသူတို့ကဖြစ်ပြောင်းသွားပြီးတော့နော်ကိုယ့်ကိုယ်တတ်တည်နိုင်ရလချီချီလောက်အောင်စိတ်ပြတ်သွားတာမျိုးကျွန်တော်တို့မကြုံရတော့ဘူးကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကကောင်းကင်မှာဒီယေရှုကားတိုင်းပေါ်မှာပေးဆပ်ပေးခြင်းအကြောင်းပါကျွန်တော်တို့ရဲ့ hope ကအဲ့မှာပဲရှိတယ် အဲ့ဒီအရာအဲ့ rest ဆိုပြောနေတာကျွန်တော်တို့ကနော်ဘာဖြစ်ဖြစ်ကျွန်တော်တို့ကတင်းလက်ဒီခနာကိုပဲတင်းမှာခနာနဲ့ယေရှုပြန်ကြွလာတဲ့ချိန်မှာကျွန်တော်တို့ကိုပြန်ခေါ်ဆောင်မယ်ပြရနဲ့ကျွန်တော်တို့မျက်ရည်တွေအကုန်လုံးပြန်တုပ်ပေးမယ်နော်မပူရတော့ဘူးကျွန်တော်တို့ကအဲ့ဘလို့လဲဘုရားသခင်ရှိပါတယ်တခုခုအစင်မပြေဘူးဆိုတော့လာမနေ့ပြန်တစ်ပတ်ခါတည်းမပူနဲ့ဘုရားသခင်ရှိပါတယ်ဆိုပြီးတော့လုံးဝ restless မဟုတ်တော့ဘူးကျွန်တော်တို့ကအရန်ငင်တဲ့ချင်းချမ်းသာရသွားတယ်ခုနကသူပြောသွားတယ်သူကိုလည်းနော် rest ဆိုလို့ပြောတာ ုတ်တယ်ကျွန်တော်တို့ rest เนาะကျွန်တော်ငိန်သက်ချင်းငိန်သက်ချင်းချမ်းသာကိုဖျားနေရင်ပြောနေတာဒီပတ်စံငွေကြေးပါဒီလောကချမ်းသာချင်းကိုပြောနေတာမဟုတ်ဘူးเนาะ तू ပြောနေတာတော့ तू တိလာမသိဘူး तू ကလည်း तू ခွထိတ်ပြန်လို့သွားတာ तू အဲ့ဒါ तू မတိလိုက်ဘူးထင်တယ်ကဲပါဖြစ်ဒီစားတွေကသူတို့မုန်းနေလို့ပြောတာမဟုတ်ဘူးเนาะသူတို့ကျွန်တော်ကဘာမှမဟုတ်ဘူး तू နဲ့တိတာလည်းမဟုတ်ဘူး तू ကိုသွားပြောမယ်ဆိုရင်လည်းမရဘူးအာ तू page တွေမှာ comment တော်လို့ပဲဆိုရင်လည်း ကျွန်တော်ဘာကိစ္စဆိုင်ဆရာလို့လဲသူတိတ်တောင်းတွေ့မှာမဟုတ်ဘူးเนาะသူ့လူတွေကပဲကျွန်တော်ထရောမာเนาะအဲ့ဒါကြောင့်လို့ဆရာရှိတာကတော့ဘာလဲဆိုရင်တော့သူ့နှောက်လိုက်တဲ့လူတွေเนาะကျွန်တော်ဗီဒီယိုနည်းနည်းပါချိပေးတဲ့လူတွေเนาะသူ့နှောက်လိုက်တဲ့လူရှိတယ်အများကြီးเนาะကျွန်တော်ကိုအရင်ဆဲကြတယ်အရင်မကောင်းတာတွေအရင် comment လုပ်ကြတယ်ခင်ဗျားတို့ကျွန်တော်မုန်းနေလို့မဟုတ်ဘူးထရောနေတာလည်းမဟုတ်ဘူးเนาะထောင်နေတာလည်းမဟုတ်ဘူးအဲ့ဒါကတလီကြနည်းနည်းပါရည်တာတွေဟိုတွေရှိမှာပေါ့ဘာဖြစ်လို့ဆိုရည်ဆရာတွေဟိုသူတို့က နော်ဖះစကားနဲ့လည်းမဟုတ်ပဲနဲ့စိတ်လိုလိုရပဲသူတို့ကလုံနေတာကိုဆိုတော့ဒီခါတည်းကျရင်ရည်စရာတွေဖြစ်တယ်သူတို့ဟောနေတဲ့ຢာတွေပြောနေတဲ့ຢာတွေကအဲ့အချိန်မှာရည်စရာလေရှိတဲ့အချိန်မှာရည်ပေးတော့ွားတာရှိကောင်းရှိမှာပဲဒါပေမဲ့ခင်ဗျားတို့ကိုမုန်းနေလို့မဟုတ်ဘူးနော်မဟွာစေချင်လို့မတော်တဲ့မအောင်မြင်စေချင်လို့လည်းမဟုတ်ဘူးနော်တကယ်တော့တကယ်တော့တကယ်အောင်မြင်ခြင်းကဒီလောကဒီဆရာတွေပြောနေတဲ့ຢာတွေမဟုတ်ဘူးတကယ်အောင်မြင်ခြင်းဆိုတာက ယေရှုရှိရလာတယ်ယေရှုလှုပ်ပေးတဲ့အရာယေရှုအောင်မြင်ပေးတဲ့အရာလောကအောင်မြင်ပေးပြီးပြီအဲ့ဒီအရာတွေလောကကျွန်တော်တို့ဆွဲချလို့မရတော့ကျွန်တော်တို့ရဲ့ကျွန်တော်လင်းချကျွန်တော်ရဲ့အာ hope ပေါ့နော် ultimate hope ကယေရှုမှာပဲရှိတယ်ကောင်းရင်ထက်ရတယ်ပဲကြည့်ပြီးတော့ကျွန်တော်တို့ကဝိညာဉ်ရေးရာပိုင်ဖက်မှာပဲအမြဲတမ်းခုခုတွေးတွေးတယ်ဆိုရင်လည်းဝိညာဉ်ရာပိုင်ဖက်မှာပဲစင်ချင်းစင်ချင်းပြီးတော့ကျွန်တော်တို့ကတွေးရမယ်ဒီလောကမှာနော်အဲ့ဒါပြောနေတာ နော်ဒီလောကမှာအောင်မြင်မတိုးတက်ဒီလောကအောင်မြင်တိုးတက်ပါညာဒါကတော့ပြောစရာတော့မလိုတော့ဘူးနော်အဲ့အဲ့ဒါအဲ့ဒါပဲအရင် focus ပြီးတော့လုံမနေနဲ့နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒါတွေ focus ပြီးလုံနေရင်ခဏနေလမ်းလွဲစရာလည်းအများကြီးရှိတယ်ပေါ့နော် focus မထားတဲ့နဲ့အရာတွေဖះဦးစားပေးတဲ့နဲ့အရာတွေလောကအရာဖက်ဖက်ဖြစ်သွားပြီးတော့ဖះဦးစားပေးတာပါထင်နေမိမှာဆိုလို့နော်အဲ့ဒါကြောင့်နောင်တခဏနေနောင်တရစရာတွေမဖြစ်အောင်ပေါ့နော်ခဏနေ ယေရှုရှိမှရောက်တဲ့အချိန်မှာယေရှုယေရှုကအဲခမရအထင်မသိဘူးပြောနေရင်နော်ဟာမဟုတ်ဘူးလေဆုတောင်းနေတာပဲလေကျွန်တော်ဖခင်နာမနဲ့ပဲနှဆိုးတွေတော့နင်းထုတ်နေတာပါညာပေါ့နော်ပြောနေတယ်ခမရကျွန်တော်မသိဘူးဆိုရင်တော့အဲအဲ့လိုမျိုးအပြောမခံအောင်မဖြစ်အောင်ပေါ့နော်ကျွန်တော်မေတ္တာနဲ့ပြောပြနေတာနော်ဒီဆရာတွေကတော့ဒီဆရာတော့ကျွန်တော်မပြောတော့ဘူးဖြစ်လို့ဆိုတော့သူ့အတွက်ပြောလည်းမထူးဘူးလေနော်ဆိုတော့သူနောက်လိုက်တဲ့လူတွေခရိယန်တွေရှိတယ်အာမတိသေးလို့ เนาะนุเตะတဲ့ခရိယန်တွေလည်းရှိတယ်မတိသေးလို့အာအဲ့ဒါကြောင့်ဒီသူတို့တွေကိုเนาะကျွန်တော်ကပြောချင်းဖြစ်တယ်ပေါ့เนาะကဲပါဖြစ်ဖြတ်ခင်ကောင်းကြီးပေးပါစေ။